စာလံအခန်းကြီး44ခုအခန်းငယ်တမ26။အိုဖျားသခင်ရှေးလွန်လေပြီးသောကာလတွင်ဘိုးဘေးတို့လက်ထက်၌ပြုတော်မူသောအမှုကိုသူတို့ပြော၍အကျွန်ုပ်တို့သည်ကိုယ်တိုင်ကြားရကြပါပြီ။တပားမျိုးသားတို့ကိုလက်တော်ဖြင့်နှင်ထုတ်အကျွန်ုပ်တို့၏ဘိုးဘေးများကိုနေရာချတော်မူ၏။တပားမျိုးသားတို့ကိုနှိမ့်ဆက်၍ဘိုးဘေးများကိုပြန်ပွားစေတော်မူ၏။ သူတို့သည်ကိုထားဖြင့်ထိုမြေကိုအစိုးရကြသည်မဟုတ်ပါကိုလည်းဖြင့်ကိုကိုကဲတင်ကြသည်မဟုတ်ပါကိုတော်လိုရှိသောကြောင့်လက်ကြလက်ယုံတော်နှင့်မျက်နာတော်အလင်းအားဖြင့်သူတို့ကိုကဲတင်တော်မူ၏။အိုဖျားသခင်ကိုတော်သည်အကျွန်ုပ်၏ရှင်ဘရင်ဖြစ်တော်မူ၏။ယာကုပ်မျိုး၏ကဲတင်ခြင်းအကြောင်းကိုစီရင်တော်မူပါ။ကိုတော်အားဖြင့်ကျွန်ုပ်တို့သည်ရန်သူများကိုတွန်းချကြပါစေသောရန်ဘက်ပြုသောသူတို့ကိုနမတော်အားဖြင့်နင်းရသောအခွင့်ရှိကြပါစေသော။ ကိုနာပါတော်လေးကိုအကျုံလို့ဒီမကိုးစားကိုထားသည်အကျုံလို့ကိုမကဲရပါကိုတော်သားလင်းအကျုံတို့ကိုရန်သူလက်မှကဲလွတ်တော်မူ၏အကျုံတို့အားမုန်းတော်သူများကိုလည်းအဆက်ကွဲစေတော်မူ၏အကျုံတို့သည် မချားမလက်ဖျားသခင်၌ဝါကြွား၍နာမတော်ကို အစဉ်မြဲချီးမွမ်းကြပါ၏သို့တော်လည်းကိုတော်သည်အကျုံတို့ကိုစုံပြည့်၍အဆက်ကွဲစေတော်မူပြီးအကျုံတို့ကိုချေနှင့်အတူကြော်တော်မူပါ ကျွန်ုပ်တို့ကိုရန်သူရှေ့မှပြန်ပြေးစေတော်မူ၍မုန်းသောသူတို့သည်အလိုလိုလူယူရကြ၏။ဟင်းလျာဖြစ်သောသူများကဲ့သို့အကျွန်ုပ်တို့ကိုအံ့လိုက်၍တပားမျိုးသားတို့တွင် အရဲရဲကွဲပြားစေတော်မူ၏။ကိုရော၏လူများကိုအဖိုးမခံဘဲရောင်း၍ရောင်းသောအဖြစ်စီးပွားတော်ကို တိုးပွားစေတော်မူသည်မဟုတ်။ကျွန်ုပ်တို့ကိုအင်းကြီးချင်းများကဲ့ရဲ့ရာပဝင်းကျင်၌နေသောသူများပြည့်ရပြု၍အဆက်ခွဲရာဖြစ်စေခြင်းငါစီရင်တော်မူ၏ တဘာအမျိုးသားတို့သည်အကျွန်ုပ်တို့ကိုပုံခိုင်းရသောအခွင့်လူစုတို့သည်ခေါင်းနှိပ်ရသောအခွင့်ကိုပေးတော်မူ၏ကဲ့ရဲ့သောသူနှင့်အတရေဖြတ်သောသူ၏စကားကြောင့်ရင်ရံသက်ပြုသောသူနှင့်လက်စားချေသောသူ၏မျက်နာများကြောင့်နှင့်ကျွန်ုပ်သည်ကိုယ်ရှက်ကွဲခြင်းအကြောင်းကိုအစင်မျက်မှောက်ပြုရပါ၏မျက်နှာရှက်ခြင်းအဖြစ်ဝန်းလျက်နေရပါ၏ဖုံများလောက်ခံရတော်လဲအကျွန်ုပ်တို့သည် ကိုရောကိုမမေ့မလျော့တစ္ဆာရောကိုမဖြတ်ကြပါ စိတ်နှလုံးသည်နောက်သို့မဆုတ်တရားတော်လမ်းမှလွှဲ၍မတွားကြပါဟိုတော်မူကားမြေခွေးနေရာအရက်မှာအကျွန်ုပ်တို့ကိုချိုးဖဲနှိပ်ဆက်၍တေခြင်းရိတ်နှင့်ဖုံးလွှမ်းတော်မူ၏အကျွန်ုပ်တို့သည် ကိုဖျားသခင်ဤနမတော်ကိုမေလျှော့၍တပားမျိုးဤဖျားထံသို့လက်ကိုဆန့်တီမှန်လျင်နှလုံးနောက်ဘက်ထားသောအရာများကိုဖျားသခင်တည်တော်မူသည်ဖြစ်၍ထိုအမှုကိုမစစ်ဘဲနေတော်မူမည်လော။ အကယ်စင်စစ်ကိုတော့အတွက်အကျွန်ုပ်တို့သည် အစင်မပြတ်အသေးသချင်းကို ခံရကြပါ၏တပ်ဖို့ရာထားသောတိုးကဲ့သို့ကျွန်ုပ်တို့ကိုသူတပားမှတ်တတ်ကြပါ၏။ဩဖျားရှင်နိုးတော်မူပါအဘဲကြောင့်ကျင်းဆက်တော်မူတနီးထတော်မူပါအကျွန်ုပ်တို့ကိုအစင်ဆုံးပြစ်တော်မူပါနှင့်အကျွန်ုပ်တို့ခံရသောနှိမ့်ချခြင်းနှင့်နှင်းဆဲခြင်းကိုမျက်နာတော်လွှဲ၍အဘဲကြောင့်မေ့လျော့တော်မူတနီး အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည်မြေတိုင်အောင်နှင်းချခြင်းကိုခံရ၍ရင်ပတ်လဲမြေနက်ကလေးရရှိပါ၏အကျွန်ုပ်တို့ကိုမဆသောဖျားထတော်မူပါကယုဏတော်နှင့်အညီရွေးနှုတ်တော်မူပါစာလံခန်းကြီး44ခုအခန်းငယ်တမ26